ကောင်းမှရင်းနေတော့ယူးနေတဲ့စားတွေမလုံနိုင်ဘူး။အားလေးတွေရေးပြီးနှိမ့်ပြီးတော့သူ့ရဲ့ဟိုစပိန်ရဲ့ဗာလေကျွန်တော်အပွားလှမ်းမြင်လိုက်။ဒီတကယ်တော့ပြောချင်းတွေ့အောင်ပန်းကြမှာပြောတော့ဘယ်လိုပြောလဲ။ဆမ်လိုက်တဲ့ဂရုသားတော့ဒီနေ့ရက်သားတော့အရင်ဖြစ်သွားရင်လည်းဒါကြောင့်အိတ်ခက်ကပါနော်။ Usually ပေါ့နော်။ One date one love one merit ဘာဒီလဲနဲ့တုံးနေနဲ့တွားရဲတာနောက်တစ်ယောက်စီပါသွားပြီပဲ။မိုင်ရက်ွက်တဲ့မှာကိုကြိုက်တယ်ရှင်ဆယ်ရတော့ဆိုတငယ်ချင်းတွေဆိုပြီးဟိုဂီတာလိုက်ကြည့်ရဲ့ တင်းဆိုကျွန်တော်အငငယ်ကနေရင်တစ်ချက်မလုပ်ပါအောင်ဟုတ်ကဲ့ dating process ကကျွန်တော်တော့ဟိုဖွင့်ပြင်ပြောရင်အာကိုကြီးကိုဆရာတော့ကျွန်တော်ရွယ်ဖြတ်တန်းကြီးပါဘောကျွန်တော်ကိုကြီးလိုဆရာတို့ကြီးမဖြတ်တန်းဘူးလေဆိုတော့အဲကျွန်တော်ကမသိလို့ကျွန်တော်ရဲ့တိတော့ကြောင့်ပြော dating process ကကျွန်တော်အခုကျွန်တော်ဆို date တယ်ကွာ date တယ်ဆိုတော့ကျွန်တော်ကြောင့်မျိုးပေါ်ဒီဒီကတော့ပြောချင်းတွေအောင်ပါညာမပြောတော့ဘူးလို့ပြောရမယ်ဆမ်လိုက်တဲ့ဂိုလီသွားတော့ဒီနေ့ရက်သွားတော့အရင်ကကတော့ဘယ်လိုပြောရမလဲခုခုမှလည်းမျိုးပါဒါမှမဟုတ်ဆမ်လိုက်တဲ့မူဗီသွားကြည့်ရအောင် အဲဟိုတည်းကဆိုအခုအဲဘယ်လိုပြောအောင်လဲဟာဟိုအကြောင်းအတကူဖန်နေရတယ်ကွာကျွန်တော်တို့ဒိတ်ဖို့ဆိုရင်လေကျွန်တော်ရွေမှာဆိုပြောတာဟိုဒီတိုင်းဒိတ်ဖို့ဆိုဒီတန်တော့မခေါ်နေပဲနဲ့ဟိုအကြောင်းအတကူဖန်နေဘူးအဲအကြောင်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးကျွန်တော်တွေးကြရကွာအဲဒါမှအဲ့လိုအဲ့လိုဒိတ်တယ်လို့ dating process လို့ထင်တယ်ပေါ့နော်ကျန်တဲ့ဟိုအခုခစားနေဒိတ်တာရတယ်မရောက်တယ်ဆိုဒိတ်တာလားဒါမှမဟုတ်တကယ်ချင်းနေတယ်တင်ရောက်တဲ့ပဲဒိတ်တာတကယ်ချင်းနေတယ်တကယ်ချင်းနေတယ်ဘာရွေးချင်မကြည့်တော့ကျွန်တော်တင်ရောက်တဲ့ပဲရွေးချင်ကြည့်တတ်တာအဲ့ဒါကျန်တော့ဟိုဘယ်လိုပြောမလဲအဲ့လို ဒနာအစားပြုရတဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကအိမ်မိချင်းကိုလုံးဝပျောက်ကင်းစေရလိမ့်မယ်မြမပြည်သူပြည်သားတမမများစာတောက်တုံးနေကြတဲ့ဒီကိုချင်းဟိုတိတ်သွားဖို့မူပြီးခေါ်ဖို့သမလွယ်ဘူးပေါ့ဟုတ်ကဲ့ကျွန်တော်ကြောက်ဒီမှာအခုခေတ်ကဘယ်လိုပြောအောင်လဲသူ့ဘက်ကစားခွင့်မခေါ်ဘူးလို့ခေါ်ရင်တခါအခုကဘယ်လိုဖြစ်လဲဆိုတော့မင်းလေးဘက်က ဟိုယောက်ျားလေးဘက်ကနေမင်းကြီးကိုခေါ်နေမင်းလေးဘက်ကစိတ်ကောင်းနေတယ်လို့ရှိရေဆိုတော့အဲ့ကိုကရေကဲကိုနားလေရပါဆိုတော့မင်းကြီးကဘာလို့ကြီးနေဘာပြလဲဘာဆိုင်ငင်ပြလဲရေလာမြောင်းပေးနေရလားတောင်ပင်လေးကြီးဖောက်ပေးနေရလားဆိုတော့ဘုကဝင်ဖို့လိုတယ်ကွာဆိုတော့အဲ့ဒါကိုမသိဘဲနဲ့တုံးနေနဲ့တွားရဲတာနောက်တစ်ယောက်စီပါသွားပြီပဲဆိုတော့အဲ့ကိုကျွန်တော်ကနည်းဒီခေတ်မှာရန်လက်နေလို့မရဘူးကွာဒီဒါအရင်ကနေတော့မတူရောရန်ညံဆန် internet ဒီ social media ရန်ခေတ်ကညံနေချိန်မှာဘောကွာဒီဒီနေ့ဒီတယောက်နဲ့ flip လုပ်နေချိန်မှာနောက်တစ်ယောက်ဒီသူနဲ့ flip လုပ်တော့စေနောက်တစ်ယောက် any အကောင့်မှာလေနောက်တစ်ယောက်နဲ့ flip လုပ်နေ ဆိုတော့အခုခေတ်ကအဲ့လိုဒိတ်တဲ့ process ကမနိုင်တော့အရင် quickly ဖြစ်တယ်ကွာအရင်မြန်ဆန်လုံးကလတ်တာပြီစာကရရန်ရန် repeatedly repeatedly ပြီးတော့ easy ဖြစ်တယ် life full အဲ့လိုဒါကြောင့် main လေးတော့မတူပါဘူးအရာလုံး main လေးပုံကိုပြောတော့မလို့ဟုတ်ဆိုတော့တချို့ main လေးကျတော့ဟိုတော်တော်ကြီးကိုခက်တယ်အိမ်မပိုင်းနဲ့ main လေးတချို့ဟိုအရင်ခုခေတ်ရှိပါလေတမကိုယ်ကခက်တယ်ရှိတဲ့ပုံစံ main လေးဆိုင်မျိုးရှိတယ်ဒိတ်ဖို့အရင်ခက်တဲ့ main လေးတွေရှိတယ်သူကြောင့်လည်းအရင်ဟိုလိုပြောမယ် အစ်တူဖာဒီသူကြောင့်အရန်အဆိုရှယ်ရန်ကောင်းတဲ့လူကြောင့်လည်းလူကြောင့်လည်းသူကြောင့် easy going ပဲလေတမန်သူတို့တော့တိတ်တယ်လို့မထင်တော့ဘူးသူကဒီအမဲဟောတယ်ဟန်အောင်လုပ်တယ်ချင်းအောင်လုပ်တယ်ပဲထင်တာအခုခေတ်မှာတည်တင်စမ်းအဲ့လိုဖြစ်သွားပြီတိတ်တယ်ဆိုတော့ serious တော့မဟုတ်ဘူး serious ဟုတ်တော့စခိုင်းတော့သူရဲ့ chill comment လို့ပဲဖြစ်သွားပြီတို့ရပါဘောဟာဘောဘောအာအဲ့မိကုန်းကကြောင့်ကျွန်တော်တို့ကဘာမူတည်တာဘောနော်ခစ်အပြောင်းလဲပုံမှာလည်းတော်တော်မူတည်တာဘောနော်ကျွန်တော်တို့ခစ်ကကြတော့ဘယ်လိုပြောရမလဲဒီ date လောက်ပို့အတွက်ဆိုရင် ဟိုတော်တော်အချိန်ယူတာဗောနော်အရင်ဆုံးဒီတိုင်းတိတ်မဲ့စားအရင်ဆုံးခင်မမှုရင်လောရတာဗောနော်ဟိုပြေကဆိုဖုန်းလေးပါဘဘတော့ဘဘဘဘတော့ဘဘဒီမှာဟောဘကျောင်းနဲ့တယောက်ဆက်သွယ်ရဖို့တော်တော်လေးကိုခက်ခက်ခဲခဲတယ်မှာဥမာဒီမင်းကလေးကိုဆက်သွယ်ကျင်တယ်ဆိုသူ့ရဲ့နေတဲ့ညံအနည်းဆုံးဟိုဟောဘအပြင်ကဖုန်းကိုဆက်စိတ်ချင်းကမရှိရှိမရှိတယ်နည်းနည်းရှားလေးရအောင်နော်အိုက်ခစ်ကဘဘဘဖုန်းရှိသေးတဲ့ခစ်ပေါ့အိုက်အိုက်ခစ်ကထိတ်တဲ့ဟာကြတော့ဖိန် process က အဖေအဖေအဖေလည်းဖုန်းမရှိဘူးလာနော်အကိကတော့နည်းနည်းအချိန်ယူတာပါနော်အဲဆိုတေးရင်တော့မင်းလေးကိုဟိုချက်ချင်းဟိုဟာဟိုတေးလို့မရရင်တော့တငယ်ချင်းဖြစ်အောင်ရင်တော့ပေါင်းကြည့်ပြီးသူကိုယ်ကိုကြိုက်လားမကြိုက်လားပေါ့အမူတီဟိုမှာဖေဖေစေးတိတ်သွားတယ်တယောက်နဲ့တယောက်လည်းအဲလေးလာဖို့အချိန်ပိုရပါသူရဲ့ဟိုအချင်းနေကောင်းလေးဆိုးခြင်းနေပို့တည်ရတာပေါ့နော်ဒီခေတ်ကကျတော့ဟိုဒီ social media တွေရောဒီရဲ့ဟိုနီးပညာမြင်လာတဲ့ခါကျတော့ dating ကတော့ပိုပြီးများလာနိုင်တာပေါ့နော်အဲ့မှာကောင်းကျိုးဆိုးကျိုးကတော့ရှိတယ်တို့ကြတော့အဲ very simple ပါကျွန်တော်ဆယ်ရင်းပြီးတဲ့ကာလနဲ့ပြောရမှာဘုံတော့ 25years ago လွန်ခဲ့တဲ့25နှစ်ကျော်ဆိုတော့96 7အနီ2000ပေါ့နော်အဲ့ဒီကာလောက်တိတိကျကျပြောရဆိုမြန်မာနိုင်ငံမှာ internet မရှိလောကမရှိဖုန်းဆိုတာလဲအစောနာက ပြည့်စုံခက်မှာဖုန်းလိုင်းရှိတယ်ချို့ GSM ဘာညာရှိရောကျွန်တော်တို့ခက်မှာဒီလိုလေဟိုမျိုးတစ်ခုမှာဒီလို group အရှင်ဟုတ်ကဲ့ဒီနံပါတ်ကိုဆက်ပေးပါဆိုတော့ brand brand အဲ့အဲ့ခက်ပေါ့နော်ဖိန်စင်းမှာပြီမှာကျွန်တော်ပြောတဲ့ခါလာပေါ့ဆိုတော့ဒါကျွန်တော် question အကူပေါ့ key point ကဒီက common တစ်ခုတွင်ငယ် dating process ကိုမေးရဆိုတော့အဲ့ဒီခက်က process က dating process မှာအရေးကြီးဆုံးကျွန်တော်တစ်ခုတွေ့တာ dating ဘယ်ခက်လဲရောက်သွားရောက်သွား common မြင်နေတာအကူပေါ့ ဒီမှာဆွေးနွေးပြီးတဲ့အခုမြန်မောင်းတဲ့ဓာခါလသုံးခုလုံးမှာအော်ကာလတိုင်းမှာ common တစ်ခုကတော့ဒါလူသားနှစ်ယောက်ရဲ့ trust trust level ပါမယ် dating တစ်ခုမှာဆို trust ကိုသူတို့ကဘယ်လိုယူကြလဲပေါ့ဆိုအစောကဒီခေတ်က our technology ကြာအဲချက်ချင်းတယောက်ရဲ့ expression ကိုသိလို့ရတယ်အစောကသင်ကြပါသလိုပေါ့မြင်စင်ပြတော့ဘယ်သူ excited ဖြစ်တယ်ဘာဖြစ်တယ်ဘယ်သူဖြစ်တယ် interaction နဲ့တိုက်ခွင့်ရတယ်ပေါ့နော်ဆိုမြင်ကြတယ် ီမှာကျတော့လေ at least phone ရှိတယ် to verify ဒီအိမ်ကကလေးဟုတ်ရလားဘယ်ဟာလဲဘလို့လဲပေါ့နော်ကျွန်တော်တို့ကကျတော့မမဲ့ရကျွန်တော်မှတ်မိတာအဲ life cycle နဲ့ပြောရရင် dating life cycle ကကျွန်တော်တို့ခင်မှာ25 years ago မြန်မာမှာလာနေနဲ့ရှိပြီးကြတယ်ဗျ dating တစ်ခုတော့ဘာကြောင့်လဲဆိုတော့ not only month နော် year date ဆိုတဲ့အဆင့်ရောက်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူး example ကျွန်တော်ပြောပြကျွန်တော်တို့စေတန်းအဲ့ကျွန်တော်အချောင်းအပေါ်ကနေကြည့်နေရဟောအကောင်မလေးတို့ချစ်တယ်ဗျာတချက်တော့ပြောပြကြတယ်ဘလို့ပြောပြရမလဲဆိုတော့ဟိုသူနဲ့ကလည်း तू က from them ရှိဘူးလေအော်ကျောင်းလာရင်အမေကလိုက်ပို့နေတာအေးစိုက်ကားနဲ့အမိုင်းဆောင်နေဆိုကောင်းကောင်းလေခိုးခိုးကြည့်ရတာဒါတော့ပဲရင်သေးကခိုးရလေဒီကောင်ကြောင်ကောင်ဖြစ်နေတာလားဒါလေဟုတ် ဟုတ်ပါတော့သူခိုးကြည့်လိုက်ကြည်လိုက်ဒီမှာ emotion တွေอ่ะဖြစ်ခဗျာကြီးကောင်းမှရင်းနေတော့ယူးနေတယ်စားတွေမလုံနိုင်ဘူးအဲ့လိုလားနေစင်မနေနိုင်တဲ့တည့်ရမှာဘာလို့လဲစားလေးတွေရေးပြီးနှိမ်ပြီးတော့သူ့ရဲ့ဟိုစပိန်ရဲ့ဗာလေကျွန်တော်အပေါ်လှမ်းမြင်လိုက်စပိန်ရှင်းနေလာတော့ဟာပြီးတော့ထဲခိုးရလဲလာတော့စပိန်ဟောက်ကထပ်ပေါ့အပေါ်ပေါ့နော်ဟိုမမြင်လိုက်ဘူးဘသူကဆိုတော့ကိုယ့်ရဲ့ message I am the one interested in you ဘောနော်ပြီးပို့ဆိုလဲ channel ကဒါတစ်ခုတွေ့ခဲ့တာကိုမျက်မြင်တွေ့ခဲ့တာကိုပြောတာ哦အဲ့ဒီခါမှာကဲ तू ရသွားတယ်တောင်းလဲဆိုရင် तू ကလည်းဟုတ်ပါတယ် something she feel for you ဆိုတဲ့ဟာကိုပြန်ဘယ်လိုပြောသဘောပေါ့နော် so အတန်းနဲ့မှပြီးလို့မရဘူးအဖေမှာသွားဖို့ဆိုတာကလေးဆိုတော့အစွမ်းလာပြောမိဘရဲ့ trust ဒါအစ်ကြိုင်းမှာကျွန်တော်တို့ပါတယ်ဆိုတော့ဘယ်သွားသွားဟို ဲ့ဒီခက်ကအမြင့်ဆုံးဆိုင်ကယ်ဆိုတာလည်းမရှိဘူးစပိန်ပဲစပိန်ပဲရှိတယ်စပိန်ဆိုတာလည်းဟို H တစ်ခုမှမိပါဖေးတောင်းတာဒါမျိုးတွေပေါ့ဆိုတော့ကျွန်တော်မြင်တာ process အနေနဲ့ပြောရရင်ဆိုရင် a process is about building the trust or relation အဲ့ trust ကိုလုပ်ဖို့ကတယောက်အကြောင်းတယောက်တရားဆိုဒီခက်က technology ရချက်ချင်းကြည့်လို့ရအမဲသူ YouTube သူ Facebook သူ profile တွေကြည့်ပြီးရော Viber မှာ animation နဲ့ပါပြောလိုက်ကြတယ်ခန်းစားချက်တွေအကုန်ဖြစ်နေတယ် live ပြောလိုက်တော့ဟုတ်ကဲ့ကူသွားတယ် exactly ဟိုခက်ကကြတော့ကျွန်တော်တို့ကဟို ခင်ဗျားကြတာခင်မြင်တာတဲ့ expression လုပ်တဲ့ media ပွာခဲ့တဲ့ကျဆိုတော့ဟုတ်ကဲ့ကျွန်တော်အားလုံးသေးဘောတိချမလားလို့အဲ့ခက်ကကျွန်တော်တို့ရက်ခွက်မှာပေါ့နော်ကျွန်တော်ဇယောက်ဒီမျိုးဒီမှာဖြူဇယောက်ဒီမှာကျွန်တော်တို့ဟိုဓာတ်ဆက်မှာတခြင်းနေဖွင့်တယ်အမင်္ဂလာပါညာဆိုရင်ဆိုတော့ဒီနေ့ဒီကောင်းနေမှာဆွဲနေတဲ့တခြင်းလေးอ่ะဒီနေ့တော်တော်ကျွန်တော်ခမောင်းတို့ပြောင်းလို့ပေါ့နော်အဲ့ခက်ပါ အဲကျွန်တော်အဆိုတော်သတိမရအောင်ဒါပေမဲ့တချင်းကဘာလေးလဲဆိုရင်လည်းပြောတာအခုတည်းကျွန်တော်ခံကကျွန်တော်လိုက်ချာနေဘာလဲဆိုသူပြောတာချူချူရေဒီစာကိုနည်းနည်းလေးဖတ်ကြည့်ပါနားပိုင်းနဲ့ဘွားကိုယူယူတော့ခံစားချက်တွေကဆို့လာတယ်ရင်ထဲမှာသူအဲ့တချင်းလေးနားထောင်ပြီးတော့လေဟိုစာထဲမှာဘာပါလဲမသိတော့ဒါပေမဲ့ဒီစာဆိုငါ့ကိုစာပေးတယ်ငါ့ကိုရေးစားစာပေးတယ်ပြီးတော့ဟာပြီတာ that high level ဆိုတော့နည်းနည်းရှိသွားတယ်နောက်တစ်ခုကအဲ့ဒီနေရာနေအောင်မြင်သူကဘယ်မှာသွားတွေ့နေရှိလဲအနေတလေးပါနော်ဟိုဖျားပွဲလိုပါပဲပေါ့နော်ရင်းချိုးဆက်ဟို social cost ကိုလိုက်ရှာရတယ်မြင်လားဟိုအဲ့လို့ incidents တွေပေါ့နော်။ तू อ่ะထွက်ခွင့်မရဘူးနိ။တရားပွဲမှာသွားမယ်သို့မဟုတ်ကိုမင်္ဂလာပွဲသို့မဟုတ်ဆွန်းတော့ sorry to say ပေါ့နော်။ဒီလိုဒီလိုနေရာတွေမှာကိုကလည်းသွားလုတ်ပြရတယ်ဗျာ။သဘော तू နဲ့တွေ့ချင်းဆွန်းတော့ပဲဖြစ်ဖြစ်မင်္ဂလာဆိုတော့ तू volunteer တွေလုတ်ပြရတယ်။ဟို तू နဲ့ interaction နိုင်မယ်အခွင့်အရေးတွေလိုက်ရှာပြီးတော့တစ်ချက်ပြောဖို့ဆိုတာဆို I it was very tough ပါ။ပြီးတော့ date ဖြစ်သွားရင်လည်းဒါကြောင့်အဲ့ခက်ကပေါ့နော်။ Usually ပေါ့နော်။ one date one laugh on merit like အဲ့လိုဖြစ်ချတာလဲများခဲ့တယ် and ခက်ကအဲ့ကြောင့်အရင်ကွာသွားတယ်ဆိုတော့အဲ့ဆိုတော့ဆိုကျွန်တော်အဖေခင်တော်ဆိုတဲ့အဖေကျွန်တော်ဖိနန်နေဆိုရင်အမျိုးကိုမှတွေ့ရအမျိုးကြီးမှတွေ့ရအဲမျိုးမျိုးချင်းတီးကြဆိုရောအမျိုးတငယ်ရောက်ရောက်လာတာအဖေကကျွန်တော်အဖေကိုကြိုက်တော့ကြိုက်တော့အမျိုးကိုပြောတာအဲကျွန်တော်သူ့ကိုကြိုက်စိတ်ဝင်စားရပါဆိုတော့အမေကတခါမှကြီးစားမထားဘူးအမေကလည်းယူရပါ ။ဆိုပေမဲ့အဲ့အဖေကအတို့ရောနင်းနေတူလူချင်းရအောင်လိုက်ကြီးဆိုအဖေကတော့ကောက်တီးနေအစိုးကဇုံကလုံးလို့တော့အဲ့ခေတော့အဖေကလည်းမလန်းကြဘူးအခု60လောက်ရှိရော60အသက်60ဆိုအဲ1996 95လောက်ကအဖေကအမေကိုသွားအမေကတမောက်အိုင်မှာလို့တော့အဲအလုပ်ပိတ်တာရေအလုပ်ပြီးရနေရောကောက်တီးကြိုင်ပြီးတော့စီရက်ကောက်လေးလိုက်ကြွေးရတော့သူတငယ်ချင်းနေကြမှာတော့တော့တော့ဖုန်းလေးပိုင်ရောဘောရိုးတက်မှာပဲတမောက်မှာတစ်ခါလောက်ပဲတွေ့ရတော့တစ်ခါလောက်ပဲတက်မှာအခုခေတ်ကျတော့ကျွန်တော်က ဟာတွေ့ချင်တဲ့ချင်းကျဲချင်းပုံကောက်ဆက်ပြီးတွေ့လို့ရနေပြီအဲ့လိုမျိုး message ပို့နေလို့ရပြီဆရာလည်းတုံးဟိုဒါကြောင့်ကျွန်တော်လေးတခုလေး public ကိုဘာလို့ request လုပ်လို့ရနားလည်မလို့ဆိုအခုခက်ကမြင်လာတော့ဒါဆိုအရင်ခက်ကတော့သူတို့ ethical မဖြစ်ဘူးပေါ့နော် fake မရှိရဘူးပြောစရာဖြစ်လောက်တယ်ဒါပေမဲ့မဟုတ်ဘူးကျွန်တော်ထင်တာတော့နှစ်ဖက်လုံးကပြင်ပြင်ကြည့်ရမှာ အဲအခုခေတ်ကမီဒီယာကြောင့် marketing communication เนี่ยเนาะလူတန်းသိသွားတော့ right person သူကလိုက်ချတာပဲလေ apps ကဟိုမှာကြတော့ choice မရှိခဲ့လေရရှင်ဟိုအချိန်ရကုန်သွားပြီ investment ဟာဟုတ်ဟုတ်မဟုတ်ဟုတ်နေလိုက်ရတယ်ဆိုတော့ကျွန်တော်တို့ I think it's about life ဘယ်သူမှပြည့်စုံတဲ့ဘဝကိုမသိဘူး so it is a process သူတို့လည်းအဲ့ဒီကောင်ကကြည့်လိုက်ရင်သူတို့ကာလသူတို့ဟာ ਨੇ the fate တခုတိဆောက်တာ ဆိုအခုမျိုးဆက်ကလည်းတစ်ခါအဲ့လိုပြင်လေဒီ technology တွေကမတနည်းပြောရင်ဒါတော့ we welcome on the feedback ပါလို့ဆိုတော့ဒီက assertive လို့ကျွန်တော်မြင်အရှိရှိကိုင်းပြောတာဟုတ်လားဒါဟာဟိုဟိုကျမ်းမာတဲ့လက္ခဏာတစ်ခုလို့မြင်တာပဲအဲ test of to tell ဟောရအလုပ်တင်တော့ဆရာဆရာတို့ခေတ်ကတော့ဒါဟိုတယောက်ကိုစူးစမ်းအောင်လုပ်တယ်ရုပ်ကိုနှိကျွန်တော်တို့ခေတ်ကတော့ IT တော်နည်းနည်းတာတာဟုတ်ဆရာမလို့ဆိုတော့ my ရက်ွက်တဲ့မှာကိုကြိုက်တဲ့လူချင်းဆယ်ရလောက်ဆိုတငယ်ချင်းနေစုပြီး ဟိုကီတာလိုက်ကြီးရဲ့နေပါပါအဲဟိုကိုကြီးရအဲနည်းနည်းနည်းလာဟို